ော်လမျိုးတွေအားလုံးပဲငလင်ပေးတာမှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ Go Jet Revolution တွေ channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေ reaction မလုပ် topic မှာတော့ဒီနေ့ April 10ရက်နေ့ကတာပရီနီရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုပေါ်ပြပေးသွားမှာဖြစ်တဲ့အတွက်အမျိုးတွေအားလုံးပဲအဆုံးထိရှိပေးသွားဖို့ဒီနေရာကနေပြီးတော့ချက်မှန်တောင်းဆိုလိုက်ပါတယ်ရောင်းဆောင်နေနဲ့ကတော့မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကတရက်တာအတွင်းစစ်ကွေးတွေဆုံးမှုစရင်မှာတော့ဒိုးတန်းအုပ်ဖို့မြို့နယ်မှာတကောင်တင်းပြည်နယ်တန်တောင်ကြီးမှာနှစ်ကောင်တအူးကတော့လင်းဝင်ရောက်ခဲ့ပြီးစကိုင်းတိုင်းရှိဖို့မြို့နယ်မှာတအူးလင်းဝင်ရောက်ပြီ ကိုင်းနိုင်အင်းတော်မြို့မှာတအူးကိုရှင်ဖမ်းမိကမုံပြီနဲ့ရင်းမြို့မှာလည်းတအူးကိုရှင်ဖမ်းမိခဲ့ပြီးမန္တလေးတိုင်းတပိတ်ကြီးမှာတော့တော်လိုင်းရဲဘော်နှစ်ဦးစစ်မကောင်းသောအပြင်ကြာဆုံးခဲ့ရကြောင်းသိရှိရပါတယ်မြန်မာနိုင်ငံတော်လက်ရှိကြီးမှာတော့တော်လိုင်းတများသိမ့်ပိုက်ထားတဲ့အင်းချုပ်ထားတဲ့မြို့ပေါင်းဟာ66မြို့ရှိပြီဖြစ်ကြောင်းလည်းထုတ်ပြန်ကြေညာထားတာကိုတွေ့ရှိရပါတယ် နောက်ထပ်သတင်းတွေမှာတော့မန္တလေးမြို့မှာတော့အေပယ်လာကိုရဲ့နီညကအင်အားတည်တာတဲ့နောက်ဆက်တွဲမြင်းကလေးနှုတ်ခတ်သဖြင့်မြို့ကန်အချို့ကိုရင်ကလမ်းမတွေပေါ်ပြန်ထွက်လာကြတဲ့နေသားတစ်ခုရောက်ရှိလာပါတယ်။ဒါဟာမတ်လ28ရက်နေ့သခိုင်းကလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲမြင်းကလေးငယ်များမကြာခဏလှုပ်ခတ်နေရမှာအေပယ်လာကိုရဲ့နီည10:29မိနစ်အချိန်မှာတော့မန္တလေးမြို့နီးအုံချော၌ Richter scale 4.3ညအဆင့်ရှိတဲ့ငလင်လှုပ်စင်မှာမန္တလေး၌တည်တည်တသာလှုပ်သွားခဲ့ခြင်းဖြစ်ကြောင်းဒေသခံပြည်သူတွေကပြောထားပါတယ်။ မြောက်နဲ့9ကီလိုမီတာကိုပိုပြီးလှုပ်ချင်းဖြစ်ပြီးသခိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခိုင်နိုင်သည့်အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်နဲ့အညီနေထိုင်ကြပါရန်နဲ့မြို့သားညွေအစိုးရကနေပြီးတော့ထုတ်ပြန်ထားပါတယ်။မြို့သားညွေအစိုးရကတော့လက်ရှိချိန်ဒီမှာတော့သခိုင်းငလင်ကြီးတို့ကပြောနေပေမဲ့လည်းဘောမတိုင်နဲ့မင်းအောင်နိုင်တို့ကတော့မန္တလေးငလင်ကြီးလို့ပြောဖို့တော့နောက်ကနေပြီးတော့တွန်းအားဖိအားပေးနေတော့အလုံးသိမှဖြစ်ပါတယ်။အလင်းတော်ဗျာနာမည်လူနေတယ်ပေါ့ဗျာ။ မရိဂန်ဂလင်တိုင်းဒါရီဌာနကအေပလာ9ရက်ည10:29မိနစ်မှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာကျောက်ဆယ်မြို့နောက်မြောက်ဖက်14ကီလိုမီတာကွာဝေးတဲ့နေရာကနေမြေနဲ့30ကီလိုမီတာ၌ဗဟိုပြူပြီးအင်အား3.5ပြင်လှုပ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ထို့ပြင်အေပက်9ရက်နေ့2နာရီခွဲကန်ကလည်းရွှေဘူမြို့ရဲ့အရှေ့မြောက်ဖက်32ကီလိုမီတာကိုဗဟိုပြူပြီးအင်အား4.5အဆင့်ရှိငလင်နဲ့ည9နာရီ10မိနစ်မှာတော့ကျောက်ဆယ်မြို့ရဲ့နောက်တောင်ဘက်29ကီလိုမီတာကိုဗဟိုပြူပြီးအင်အား3.6ရှိမြေငလင်ရဲ့ များလှုပ်ခတ်ခဲ့ကြောင်းလည်းထုတ်ပြန်ထားပါလေမန္တလေးမြို့ကများနေဖြင့်အထက်မြင့်တိုင်များမှာမနေရန်ဘေးလွတ်ရာ၌နေကြရန်နဲ့လူမှုကယ်ဆယ်ရေးဖွဲ့ဝင်များကလည်းလိုက်လံသတိပေးနေတာကိုမန္တလေးမြို့တွင်ပြည်သူများအားလုံးသိရှိပြီးဖြစ်မှာဖြစ်ပါတယ်။ပြည်သူများမလီကျန်းနေပါ၍တတိဝရိယထား၍အိတ်ချောင်းအားယာဤသာဦးစီးဌာနမှာနိုင်ငံတော်စောနေပါလေခင်ဗျာ။ နောက်ထပ်သတင်းမှာတော့သခိုင်းတိုင်းအင်းတော်မြို့ဂျပန်လိုင်ကူစခန်းကိုတော့တော်လိုင်းကြီးတက်တီးရာတော်တော်လေးကိုမှကျူးစစနဲ့တိမ့်ပတ်ယူခဲ့ရတယ်ဆိုတာလည်းအားလုံးသိမှဖြစ်ပါတယ်။ဒီလိုပဲတိမ့်ပတ်ရတဲ့အချိန်မှာတော့တမခွန်ကိုတမမှုဘုံမူးကျုံအောင်တူဟာဖပြေးသွားပြီမယ်လေမြို့သားညီရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့လက်အောက်ခံပြည်သူ့ကာကွယ်ရေးတက်တီးရာအရှင်ဖမ်းဆီးထားပါတယ်။လိမ့်မှလည်းပဒီရည်နဲ့ပြမင်းတို့ကောင်တွေဒီလောက်ထိတောင်ကြောက်တက်နေနေဒီလိုလုပ်တူဆက်လုပ်မလို့လိုအပ်ပါတယ်။မင်းတို့ LTM မှာတက်ထဲမှာနေပြီးတော့စစ်ခွေးစရိုက်တွေကိုလုပ်နေပြီးတော့ဒီတွေလည်းပင်ဆွဲထားတာ လိုပဲမင်းတို့ကောင်းနေမင်းတို့အဖရဲ့ရေဒီယာကိုပဲချီနေချင်းနေလိုပဲမင်းတို့ကောင်းနေဖရဲသားတွေညွန့်နေညွန့်နေမင်းတို့တို့ကတော့ထူးခြားလာမှာမရှိပါဘူး။ဘာလို့လဲဆိုတော့ဒီသူတွေကလက်မခံဘူးဆိုရင်ဓာတ်တွေလှန့်နေတော့ကိုွေးသွားတယ်ဆိုတဲ့စကားလုံးနေဟာဖိတ်ပေမဲ့ပေါ်လာခဲ့တာမဟုတ်ဆိုတော့မင်းတို့သိဖို့ကောင်းနေပါပြီ။ဒါကြောင့်ဒီတဲထဲမှာရှိတဲ့စကွေးတွေအနေနဲ့လည်းမြန်ဆုံးအလင်းဝင်ရောက်ပြီးပြည်သူဘက်ကိုကူးပြောင်းကြဖို့ဒီနေရာကနေပြီးတော့ထပ်မံတိုက်တွန်းလိုက်ပါရစေ။နောက်ထပ်သတင်းတို့မှာတော့အားလုံးသိတဲ့အတိုင်းပဲကျမ်းပီရမ်းပီရေပလူရေပလူဆိုရင် ဲ့ဒီရင်းမြို့နဲ့တဝိုက်မှာရှိတဲ့စစ်တပ်ကကောင်းနေတော့ထွက်ပြီးရောဘာမှမလုပ်ရဲတဲ့အနေအထားတစ်ခုကတော့အားလုံးသိမှာဖြစ်ပါတယ်။မုံပြီနဲ့ရင်းမြို့နဲ့ကြောင်းရွာအခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့ကမာယငါးကိုတတရင်ကစစ်သားတို့ကိုရေဘလူတရင်တက်ခွဲနှစ်ကနေပြီးရှင်ဖမ်းမိထားကြောင်းရေဘလူတရင်မှုကတပ်ပုံများပြည်သူများနဲ့တကွာဖော်ပြထားတာရှိပါတယ်။အဟာရေဘလူဖွဲ့ဟာကြောင်းရွာကြီးရွာနီးမှာရှိတဲ့ကျမ်းပတ်စစ်တရဲ့ခမာယငါးကိုတီတရင်ကစစ်သားကြော်စင်ဖြိုးကိုအရှင်ဖမ်းမိခြင်းဖြစ်ပါတယ်။ဖမ်းမိရရှိတဲ့စစ်သား တသားကြော်စင်ဖြိုးကိုရေးဘလူးဘက်ကဆက်လက်စစ်ဆေးမှုလုပ်ဆောင်ပြီးမိတို့အရေးယူသွားမည်ဆိုတဲ့ထုတ်ပြန်တော်မှာဖြစ်ကြောင်းသိရပါတယ်။ဘလူးဆက်လုပ်မလဲဆိုတာတော့ချားလင်းဝင်တဲ့တသားတွေနဲ့မတူဘူး။ကျွန်တော်တို့ဘက်ကလာလိလာလာလားဒါမှမဟုတ်လို့ရှိရင်တို့တရင်ကနေမနေနိုင်လို့ဖပြေးလာလာလားပေါ့။အများကြီးတုံးသက်လို့ရတယ်။ဒုံကြီးမှုကိုတော့တရားရခိုင်တို့ပြလို့မရသေးပါဘူး။ကျွန်တော်တို့တခြားစဉ်းစားဆုံးဖြတ်ပြီးအကောင်းဆုံးဖြစ်အောင်တော့ဒီဘေးကင်တွေပါမယ်လို့ရေးဘလူးတရင်မှုကလည်းပြောထားပါတယ်။ဒါပေမဲ့ဒီကောင်ဒီလက်ရှိအချိန်မှာဘာကြောင့်အခုလိုမျိုးရောက်ရှိလာရလဲဆိုတာကိုလည်းသိဖို့ရလိုအပ်ပါတယ်။ ော်လိုင်းတတိအနေနဲ့လည်းအရေးစွန်ပြီးရုံကြည်မှုတို့တရားခိုင်မှုမပြဖို့လေဒီနေရာကထပ်မံပြီးတော့တိုက်တွန်းလိုက်ပါတယ်။နောက်ထပ်သတင်းတို့မှာတော့ချင်းမီနယ်ပလန်းမြို့သိမ်းတိုက်ပွဲမှာပေါ်ဆောင်နိုင်ရမှုနဲ့ချင်းကြီးတောင်တပ်ဖွဲ့တွေနဲ့အတူ96စူဂျာ PDF အညာတခွဲကလည်းပူးပေါင်းပေါဝင်တိုက်ခိုက်ခဲ့ပြီးအဲ့ဒီအဖွဲ့တွေထဲမှာတော့အလုံးသိတဲ့အတိုင်းပဲဘိုမိုက်ခဲရဲ့ blood tiger အဖွဲ့လေးပေါဝင်ခဲ့ကြောင်းသိရှိရပါတယ်။အားကြောင့်လည်းဘိုမိုက်ခဲကသူ့ရဲ့ blood tiger ရဲ့ logo ကိုချင်းကြီးတောင်ရဲ့ logo နဲ့တဝက်စီ ပြုပြင်ပြောင်းလဲပြီးတော့လက်ရှိချိန်မှာဂုံပြုတဲ့အနေနဲ့ပြင်ထားတာကိုလည်းအားလုံးတွေ့ရှိရမှာဖြစ်ပါတယ်။လမ်းမျိုးသိန်းစစ်စင်ရေးကိုတော့ချင်းချင်းတော်နေတဲ့အတူပုံပုံတိုက်ပွဲဝင်ခဲ့ပြီးတော့ရဲဘော်30လို့အမည်ရှိတဲ့ရဲဘော်တအူးကလည်းကြာဆုံးခဲ့ပြီးရဲဘော်၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်။အူးကတော့ကိုလက်အင်ကဆုံးရှုံးသွားခဲ့တဲ့အတွက်96စူဂျာ PDF နဲ့အတူပြည်သူတွေလည်းထပ်တူထင်မြင်စိတ်မကောင်းဖြစ်ရကြောင်းဒီနေရာကဒီထမှန်သိပြလိုက်ပါတယ်။ဒီဘလကူအင်းဒီမှာစာပြီးပလန်တမျိုးနယ်လုံးစစ်ကောင်စီကင်းစင်သွားပြီးဖြစ်ွက်အတွင်းတိမ့်ပိုက်ရရှိခဲ့တဲ့လက်နက်ခဲယံတွေကိုလည်း ချင်းညီနောင်ကထုတ်ပြန်ဖော်ပြထားပြီးဖြစ်ပါတယ်။ဖလိုင်းမျိုးစင်ကြိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်တော်လိုင်းအင်အားစုတွေက2024ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး2025ခုနှစ်ဧပြီလမှသာပြီးသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ပစံလေးပါလေတော့ရှာတာဆက်အရေးကြီးလေမမနညာကိုတထောင်ရခဲ့ပါတယ်ကဲဒါအရေးကြီးတယ်တဲ့မမပြအဲ့ဒါပျော်လိုက်တယ်ဘယ်လေးကျုံမအောင်ပြင်မမပြဓမ္မပြအခုတော့လောလောဆယ်ဆရာတော့ပေးမဝင်မယ်နဲ့ပိတ်ထားတယ်ပြင်ပါမယ်ပြဓမ္မ ောလို့ပေးဝင်ရမလဲဘာဘုရားဘုလို့မဟုတ်ဘူးမဟုတ်ဘူးဆရာတော့လူတွေဝင်အန္တရာယ်များလို့လူတွေတော့မဝင်တဲ့ပေါ့မမဒီတော့ပေါ့ဝင်မမဖြတ်တော့အလိုဆုံးအောင်အောက်ကအိုကေရှင်ညာတို့မမဖြတ်တော့ညာတို့မမဖြတ်ဘာတော့ပုံရရှိကိုအော်နေတယ်မမဖြတ်အောက်ကရှင်အိုကေရှင်ကိုမြန်ရှင်မမဘာညာတို့ဝင်စိတ်မှုတက်ပြင်မယ်မမဖြတ်တော့ဒါကလေးကဘုရားတွေဝင်ကြီးတို့ဝင်ရလာတယ်အိုကေရှင်ကိုမြန်ရှင်ပြီ တို့ညှထိုးမစိဘူးတွေပဲကျုံတယ်ဘာမှမကျုံမမဖြစ်မမတော့အဲလုံးမမဖြစ်အမအဲဟိုဒီဝလေးမနဲ့ကအเจ้าတွေကကိုလျှောက်ကြည့်တယ်မမဒီကယောဂီဆောင်လေးတွေအောက်ခြေအတိုင်နေကျိုးတော့ပြေတာပြတ်တာတွေတော်များတွေ့မမကလေးထပ်ဆောင်ကြီးကတော့တော့ကိုရိုင်တော့ပြီမောင်မမတဲတော့ပြီအဲ့ဒါလည်းကိုနဲ့လျှောက်ကြည့်တယ်မမအင်ဂျင်နီယာတစ်ဖွဲ့ကတော့ဆရာတော်မသုံးနဲ့တော့ဖြိုးပြလိုက်တော့ ပြည်သူတွေဒီတော့ထိငတ်မှုခေါင်းပါနေပြီးတော့ပြဿနာပေါင်းမျိုးစုံကြုံနေရတဲ့ချိန်မှာတော့ပြည်သူတွေအတွက်စကားတစ်ခုမှပြောတာကတော့အာတကယ်ကိုဝမ်းနည်းစရာကောင်းတဲ့မြန်မာပြည်သူတွေရဲ့ကြီးစရာတော်ကြီးရဲ့လှုပ်ဆောင်ချက်တွေဖြစ်နေပါတယ်။အလှူကျင်းစိတ်နဲ့လို့မသက်တော့ဖြိုးတဲ့အထင်ကမပေါဘူး။မင်းဖြိုးကြတာလို့ဆိုတော့မောင်းလို့တော့မှန်ပါဒါဥစောရီဇော်လာတယ်။ဩစောရီဇော်လာမှန်မှန်။စောရီဇော်လာတော့စောရီဇော်ကရှော့ကြည့်ပြီးဆဲတော့ဘာလို့ကျန်လဲ။ဒါတော့ဖြူကျင်မှုတိတ်မယ်။မှန်မှန်။ဆိုတော့သူကပြောရှော့တက်ကရှော့ကြည့်မှန်မှန်။ ပြီးတော့ရိုက်သွားတဲ့ဘက်ကိုတောက်တောက်နဲ့ထောက်ထောက်ရမယ်စနစ်ကဘာလေးလဲဘာပြည့်စုံနဲ့ထောက်မယ်ဆိုတော့ကိုတွတ်တယ်မှန်ပါမှန်ပါပြီးတော့အောက်ကတိုက်ပြီးဒီလိုပြတ်သွားတာမျိုးအကုန်လုံးအဲ့ဒီဟာရှစ်ပတ်လိုက်အဲ့ရှစ်ပတ်လိုက်ကိုလူတစ်ဖက်စာတောက်ရှိတယ်ကွန်ကရစ်တွေနဲ့ထပ်လောက်မှန်ပါအဲ့ဒီအထက်မှာပြုတ်ဥပေါ်ဆက်ပြီးတော့မှန်ပါဗျာ။အဲ့လိုပဲလို့သူကပြော။အဲ့ဒီနေရာလို့လို့မှန်ပါဗျာ။မဖြစ်ရင်ပြီးတော့မဖြစ်ဘူး။မှန်ပါ အဲ့လိုဒီတော့အဝိတ်တွေတော့ချတယ်မှန်ပါကလထိုင်တွေသဘွဲတွေကလေးတွေအကုန်လုံးချလိုက်မှန်ပါဒီနေ့ဆိုပြီးပြီဆော်ရီဆိုဘူးတော်လဲတော်ပါလေဗျာတပီတော့ねဒါအရင်မှာဗျာဆော်ဒီတော့အကုန်ဆက်လုပ်တော့အောင်ပထမနဲ့တူပါတော့ဗုဒ္ဓတက်ကတော့ဒုံကြီးသူလုပ်ခဲ့တာပဲ။ဩမှန်ပါ။ဘာမှမဖြစ်မှန်ပါဗျ။ပရိသတ်ငါစဆုပ်ကိုတက်ကြည့်မှန်ပါဗျ။အခုစစ်တော့ပြန်စစ်တော့တိုက်လိုက်မတက်ပါနဲ့ဆရာတော်။ဟုတ်တယ်။နေဘူးလေနေဆရာတော်နေတဲ့ဘူးလေသူအလွယ်နဲ့ဆရာတော်။ဘုံကြည့်ပါဖြစ်ပါ။မှန်ပါ။ဘုံကတက်ကြည့်ရတယ်။ဟာကောင်းတယ်ဗော။ မှန်ပါခင်ဗျဘုံကကြောင့်ပြတ်သွားတယ်မှန်ပါကိုဘုံကကြောင့်ဘုံကြီးကိုရော့မေးမဆန်လိုက်မှန်ပါပြေတော့မှန်ပါတင်ကြီးရမတိုင်ခင်ချိန်မှာတော့တက်မတော်နေကိုကျင်းပခဲ့ပါတယ်တက်မတော်နေမှာတော့စစ်တပ်ကစစ်သားတွေဟာစစ်ချီတပြရေးနဲ့စစ်ချီကြေးစစ်ကြီးပြခန်းတာတွေကိုပြုလုပ်ခဲ့ကြပါတယ်အဲ့ချိန်မှာသင်ငန်းခြုံထားတဲ့တန်ဃာတော်တွေဟာသူတို့ကိုအပြေးပန်းနဲ့ရေဖြန့်ပြီးတော့အန်ဒီကီပြီးရှိအောင်ဆူတောင်းပေးတဲ့ချိန်မှာပြည်သူတွေကနေပြီးတော့ပြောတယ်လဲဆိုရင်တော့အားလုံးသိကြတဲ့အတိုင်းပဲဒီလိုကောင်းဒီဟာဘာကောင်းဒီလဲဆိုတော့ကြရော်ကြီးမသိဘူးလား ဖြစ်ရဆိုရင်ဘာဖြစ်လို့များဒီလိုကောင်းတွေကိုဒီလိုမျိုးပန်းနေနဲ့ဖြန့်နေတာလဲသင်္ကန်းရဲ့ထိပ်ပဲဆိုတာကဘာသာရေးကောင်းဆောင်နေဆိုတာကဓမ္မနဲ့ဓမ္မကိုအဓမ္မနဲ့ဓမ္မကိုဖွဲခြားသိမြင်ပြီးတော့ဆက်ဆံမယ်နေတာတစ်ခုတော့ခိုင်းပြီးတော့အခုလိုဘာလို့လုပ်နေတာလဲနောက်တစ်ခုကတော့ကျမတော်နေစီရေးပြခန်းနာနဲ့အင်္ဂါရိုင်းနဲ့ဘာဆိုင်နေဆိုပြီးမိကုန်ထုတ်ကြရှိပါတယ်အိမ်တော်မှာပဲမလင်တန်ကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးတော့မလင်တန်ကြောင့်ဥကြခဲ့ပြီးတော့အင်္ဂါရောပေါင်းများသွားအလုံးတည်တဲ့အတိုင်းပဲဆုံးရှုံးခဲ့ရပြီး ခုဆိုရင်တော့နေစရာမဲ့တယ်ဘဝတွေရောက်ခဲ့ကြရပါတယ်အဲ့ဒီမှာကတော့အားလုံးသိတဲ့အတိုင်းပဲအစိုးရင်ကြောင်းရလဲစိုးရင်ရတဲ့အနေအထားတစ်ခုဖြစ်သွားခဲ့တာတော့မှန်ပါပဲအကြောင်းမစိုးရင်ကြောင်းရစိုးရင်နေရတဲ့တန်ဃာတွေအတွက်လည်းခုတော့ဘယ်တက်ကနေပြီးပြန်ဆောက်ပေးမယ်ဆိုတော့မစိုးရင်ကြောင်းရတန်ဃာတော်တွေမစိုးရင်ရတော့တဲ့အနေအထားတစ်ခုပြန်ရောက်သွားပါတယ်ခုငလျင်ကြောင့်မလို့ဘာဒီပြည့်စည်လဲဖေဟာရဟန်းတန်ဃာတော်တွေထိခိုက်ပြန်တော်မူတာတွေရောရှိလားဗျာမစိုးရင်တက်တဲ့ပြင်မှာအဆောက်အုံအနေနဲ့ပြောရရင်တော့ပထမအကြိမ်စီးနင်းတန်တန်လောက်တဲ့အချိန်မှာဒါကြီးကြီးပြင်လဲပါတယ်နော် တတိယအကျယ်ပြည့်ပြည့်ထန်ထန်လုပ်တဲ့အချိန်မှာတော့မမ်းမျိုးတော်ပေါ့စီကျောင်းတကာတွေပြီးသားတဲ့ဓမ္မရခိတကျောင်းကောင်၆တက်ကျောင်းကောင်ပြုကြပါသူကသူကြသွားတဲ့ခါကျတော့၃တက်ကျောင်းဆောင်ပေါ့ပြိသွားတဲ့ပုံစံနှစ်ဆောင်ဖြစ်သွားတယ်။ဒါကသူကအမိခတ်သွားတဲ့ခါကျတော့ကျောင်းဆောင်တက်ပေါ့ရေသက်ချပြီးတာမကြသေးတဲ့ကျောင်းဆောင်တက်ရေသက်ဆောင်လည်းပြတ်သွားတယ်နော်။အဲ့ဒါအနောက်ရိုက်လုံးကိုပေးဝေတဲ့ဂါလန်၄ကောင်းဆန့်တဲ့ရေစင်ကြီးကတော့ပြုတ်သွားတယ် ရေရေကန်ကတော့ဘာမှမဖြစ်ဘူးနဲ့ရေစင်းကထောက်တန်နေပြိုသွားတဲ့အတွက်ကြောင့်ဟိုဒရိုက်လုံးရေမီကိစ္စတော့ခဏလေးခက်ခဲဖြစ်တာတော့ဗောနော်နောက်တစ်ခုကတော့ကျောင်းတိုက်ထဲမှာတော့ထိကတ်တန်ရရတာတော့မရှိပါဘူးဒါပေမဲ့ကျောင်းတိုက်ကနေပြီးတော့စာသွားဖြစ်တဲ့စာပြေတန်ကအနေနဲ့တော့တဲ့အတီးပြုလို့ရနိုင်တာ20ဘာပြန်လောက်သွားတာပါနော်ထိကတ်တန်ရကြီးကြီးမားမားရတာ40ဘာပါရှိတယ် မှန်ပါဗျာအခုပြိုကျသွားတဲ့ဒီအထက်မြင့်မန်မြူရောပေါ့စီအဆောက်အဦကိုမူလတကားပြန်ပြင်မလားတချို့ဒီပြောတို့ online မှာတွေ့တာဇွဲထက်ကပြင်မယ်ဆိုတော့ဒါမျိုးတွေတွေ့တယ်ဗျာအဲ့ဒါမစိုးရင်တိုက်တယ်လားတိုက်ဟောင်းလားဗျာဟုတ်ဇွဲထက်ရွှေဆိုင်ကလှူမယ်ဆိုတာကတော့မစိုးရင်တိုက်တယ်မဟုတ်ပါဘူးမစိုးရင်ကြောင်းတိုက်လို့ပဲခေါ်ဝေါ်များတဲ့တကယ်တမ်းကျတော့လူခေါ်ဝေါ်လာတော့တိုက်ဟောင်းလို့ခေါ်တာနော်မစိုးရင်တိုက်ဟောင်းလို့ ဒီဒီများတဲ့ကြောင်းတိုက်ကြည့်ရအောင်ဒီနေ့ရပြီပြောရင်တော့ဟိုမူလာတိုက်တယ်မဆိုးရင်ကြောင်းတိုက်ကြည့်အဲ့ဒီမဆိုးရင်တောင်ဟောအလဲတိုက်ကြီးနဲ့အဲနာယူစင်လေးကိုရောတက်ရှိတာရှိမှာပါအဲ့တော့မဆိုးရင်တိုက်တယ်မှာရှိတယ်ချိန်ပြီးတော့ဒီတချို့ကရောပြီးရေးနေကြတာပြေးရမှာနော်မှန်ပါဗျအခုဆရာတော်ဒီငလင်ပေးဖြစ်နေတဲ့ရင်ဆိုင်ခဲ့ရတဲ့သူတွေကိုဆရာတော်အနေနဲ့ဗားရီကူညီနေတယ်လေဗျာအဲနံပါတ်1ကတော့ ိုတော့ငလင်းလှုပ်ပြီးနောက်တရက်ကလည်းစပြီးတော့ဟိုတိုက်တွဲအနေနဲ့အောင်စုတ်ကတ်နေတယ်နော်ခုချိန်ကြီးမပြတ်ပါဘူးနောက်ကြတော့တိုက်ဝင်းချေတခြားကြောင်းတန်ငါတွေလည်းကြောက်ရောက်ပြီးတော့ဖုတ်ပေးကြအဲတော့ငလင်းနဲ့ပတ်သက်ပြီးတော့ငလင်းဆုံးလက်ကတ်နေပါတယ်လို့ပြောကြတယ်နော်အဲ့နဲ့ချက်ကတော့ဦးဇင်းတို့ငလင်းလှုပ်ပြီးတာနဲ့ပဲဒံရတံဃာတွေစီးရင်ကောက်တာလို့ဒံရတံဃာတွေဆိုင်ကိုယ်တိုင်ပြပြီးတော့ထောက်ပံ့တာလို့လုပ်နေပါတယ်။ဒီမှာနန်းနေဆေးရုံမှာရှိတယ်ဆိုတော့နန်းနေဆေးရုံကိုလိုက်ပြီးတော့ စေယုံကြီးမှာရှိနေတဲ့ကျင်းလေစေယုံကြီးကိုလိုက်လို့တရင်300ရည်တရင်900ရည်ဒီဒါဒါနာဟိုပြေလို့လည်းအရက်ဆောက်စေယုံစက်ဆောက်စေယုံစုံပါတယ်နော်အဲဒါရယတန်ဃာတွေဒီလိုထောက်ပတ်တဲ့လုပ်ငန်းတွေလုပ်နေပါတယ်တချို့တကာတော်ကတွေကြတော့ဒါရယတန်ဃာတွေကိုထောက်ပတ်ရင်းနဲ့ပဲဟိုခြေပြက်လက်ပြက်တွေတွေ့နေရတော့ဟိုလူတွေပါထောက်ပတ်ရတာတော့ရှိတယ်ပေါ့နော်အဲဒါကတစ်ချက်ပါနောက်တစ်ချက်ကတော့ဥပမာငလျင်ကြဲလို့လည်းလုပ်နေပါနော်ငလျင်ကြဲလို့ဆိုတာငလျင်ဒံတင့်နဲ့ ဘုံကြောင်းတိုက်ဒီမှာဘာလိုအပ်ချက်ရှိတယ်လဲကိုယ်တိုင်သွားကြည့်ပြီးတော့မှလိုအပ်တာတွေဟောက်ပါတယ်ဒုက္ခတဲ့စကမ်းတွေမှာတချို့ရက်ွက်တွေမှာဒီလူတွေဘာလိုအပ်ချက်ရှိနေတယ်လဲလိုအပ်ချက်တွေလိုက်ပြီးတော့ကြည့်ရတာပေါ့နော်များသောအားဖြင့်တော့ဟိုမိုးကာတို့ဆူလာတို့ဟိုရိတ်ခါတို့ဆန်စီရိတ်ခါတို့ဟိုအဲ့ဒါလေးတွေလာမှန်ပါဗျာဒီပြတော်တို့ကြားတယ်ဒီအမရဘုရားဘိုးအိုးရွာလို့အစ္စလာမ်ဘာသာဝင်အများစုနေတဲ့ရွာတွေရောဆရာတော်ကူညီပြက်လာဗျာအဲဟိုတနေ့ကတော့အမရဘုရား အထကတက်ကိုရောက်တယ်ကနော်အထကတက်ရောက်တဲ့ခါကျတော့အဲ့ဒီကဗိုလန်တီယာတယောက်ကရှောက်လိုက်ဦးကြီးမရှိတော့ဘူးလို့တောင်ဝင်ကနေလှုပ်ခက်ပေါ်မယ်ကိုကန်တောက်အောင်မှာတောင်ဝင်ထမ်းဆောင်ရောက်ပေါ့ဒါရှူပြုကန်တည်းကကြောက်ပါလူကြီးနဲတဲ့အမျိုးကိုဂလီတွေရောက်ပေါက်နေကြတယ်နော်ဒီတော့ကလပ်ဂျိုးဂလီတွေမရောက်ပါဘူးလေကလပ်ဂျိုးဂလီမှာတွဲချက်ကြီးမှနေပါတယ်တဲ့အဲ့ဒါဖုံးဖုံးလို့လုတ်ပေါ့လို့ဆိုရမယ်အဲ့ဒီဖုံးဆက်လိုက်တယ်အဲ့ဖုံးဆက်ပြီးတော့အဲ့ဒီမစ်ဆွေကြီးဒိုင်မွန်ဖြစ်စီစီ ကြောင်းကြလိုက်တယ်ပေါ့ဒါကြီးကလေးတို့ဘယ်လိုကြုတ်ကိုတိုင်းထုံးဆက်ပြီးသွားပြီအဲမောကလေးလိုတယ်ဆန်အောင်လေးလိုတယ်ခင်ဗျားတို့အပွဲကြီးတွေကိုလန့်တင်ကြလိုက်ပါဘူးသူအပွဲကြီးတွေအပွဲကြီးတွေလောက်တော့လည်းပဲ low edge check ကိုသူတို့ကမလူနိုင်ဘဲနဲ့သူတို့ပါတာလေးပဲပြနေတာပေါ့ဗျာအဲအခုဒီနေ့ကြမှာပဲအဲလက်ဆွေကြီးဇာဝတ်ဆွေကြီးနဲ့ဖုန်းဆက်တယ်ဒါကြီးသူတို့လိုတာကမောကလိုဆန်အောင်လိုလိုတာမရောက်သေးဘူးအဲဒီနေ့သူအရောက်ပုံမလို့ပြောတယ်ပေါ့နော်အခုစင်းတို့တွေကတော့ဟိုဒုက္ခရောက်တာချင်းအလူလူဟိုအစိမ့်အကြက်ခွဲတာတို့လေ ဟိုဘာသာလူမျိုးဖက်ရလို့မရှိပါဘူးလိုအပ်လိုအပ်တယ်လို့ထောက်ပံ့နေတာပေါ့နော်အဲအားလုံးတည်တဲ့အချိန်မှာဒီချိန်မှာကတော့ဘုံမတတိုက်ခဲ့ခွင်ပေါ့ဗျာလိုအပ်လူတန်းကြတယ်ပေါ့ဘာကြီးလှုပ်လှုပ်လှုပ်ခဲ့အမှုပညာရှင်တွေပါပြီးသားပါအကုန်လုံးလူတိုက်ရင်အကုန်ပျောက်သွားပြီပေါ့ဒါဆိုတော့ဒီလူမျိုးဖြစ်နေရတာဟာသူရမကောင်းလို့ဆိုတာဒီကောင်နေမသိတာလေတော်တော်လေးကိုဆိုးရွားနေတာပဲသူရကောင်းနေတာအုတ်ချုပ်နေပဲဆိုရင်ပြည်သူပြည်သူချင်းကူစီရမလို့ဘူး ုကပြည်သူပြည်ရှင်ကူညီရရဆိုတဲ့ဒါအစိုးရမကောင်းလို့အစိုးရမှာပလန်ကောင်းကောင်းမရှိလို့အခုလိုမျိုးပြည်သူပြည်ရှင်ကကူညီနေရတာဒါတွေကိုသူတို့ကသူတို့ကိုသူတို့ဒီအစိုးရယူထောက်ခံပြီးတော့သူတို့ကူညီနေရအောင်သူတို့ကဂုံယူဝင်ကြွားနေတာရှိနေတာဖြစ်တဲ့အတွက်တော်တော်လေးလိုဆိုးရွားနေတာပေါ့နော်အစိုးရကောင်းတဲ့တိုင်းမှာကူညီနိုင်တဲ့ပြည်သူတွေကနံပါတ်1အနေနဲ့ကူညီနိုင်တဲ့ပြည်သူတွေကအစိုးရကိုပေးအစိုးရကပြန်လဲမျှဝေပေးဒါဟာနိုင်ငံတကာနိုင်ငံရဲ့ကောင်းမွန်တဲ့စနစ်ဒီနိုင်ငံတိုင်းရဲ့အနေအထား ီသူကပြည်သူကိုကူညီနေရပြီဆိုရင်ဒါသိကြတယ်အစိုးရမကောင်းလို့ပဲဒီစိုးရမကောင်းတာကောင်းတာဆိုတာကိုသိဖို့ဆိုတာကအုံနောက်ကညံရင်ဆိုတယ်အုံနောက်ညံရင်မရှိရင်တော့ဘောမာတွေကတော့တည်တိုင်းပဲသူတို့စိုးရမကောင်းလို့သူတို့ထောက်ခံနေတဲ့စိုးရမကောင်းတော့သူတို့မသိဘူးသူတို့ကတော့သူတို့လှူနေရတာသူတို့ကိုသူတို့ဂုဏ်ယူနေတဲ့အနေအထားကိုတွေ့ရတယ်ရော်လီစိုးရအနေအထားတူပါပဲထောက်ပံ့နေတဲ့တခြားမှာငလင်ဖေးသေးတဲ့လူတွေကဘာတွေတောင်းဆိုလဲဆရာတော်ဇီကိုလည်းဘာတွေလိုအပ်မနေဘူးမလဲဗျာလူဖို့ ထောက်ပံ့ဖို့ဘာတွေလိုအပ်နေမလို့ဒကာဒကာမတွေကိုမိတ်ကျင်တယ်ဗျာခက်ကတော့ဒကာကြီးဟိုတစ်ဖေးကခွေးဖြစ်တဲ့ခက်ဟိုဆေးရသာဒရောသာဖြစ်တဲ့ခက်ပေါ့တချို့တစ်ဖေးတွေတနာရကောင်းပါလေဟိုအေးအဲ့လိုတွေဖြစ်လာတာဘာကြောင့်လဲဆိုတော့မင်းတို့ပင်မအောင်တိပူလို့တယ်နိုင်ငံအုပ်ချုပ်တဲ့ကောင်မကောင်းလို့လူတွေဖြစ်နေတာဟိုကျူးသမားတွေနဲ့လည်းလည်းပြိုင်ပြီးတော့မတိုးဝိတ်မอยู่ရဲဘူးပေါ့နော်အဲရသွားတာလေကျူးသမားတွေကပဲရသွားတာ အဲသူတို့တွေကြတော့စားရမယ်တော့မယ်ဖြစ်နေတာပေါ့နော်အဲအဲ့ဒီတဖေးတွေလည်းပြေးခဲ့ပါတယ်ကျွန်တော်တလုံးရရင်ရှင်းတော့ပါပြီဘုရားမိုးကတစ်ချက်ရရင်ရှင်းတော့ပါပြီဘုရားဆော့ကြခွဲဆော့ကြခဲတစ်ခဲရေတော့တစ်ခွက်ရရင်ရှင်းတော့ပါပြီဘုရားဆိုတဲ့တဖေးတွေရှိခဲ့ပါတယ်အဲအဲ့ဒီတဖေးတွေရှိတယ်ဦးဇင်းတို့ဟိုအရောက်ထောက်ပံ့နိုင်ခဲ့ပါပေါ့နော်ဒါတွေဦးဇင်းတို့ရက်ွက်တဲ့သူတို့တဲတွေကိုယ်တိုင်အစီအရောက်လိုက်ပြီးတော့လေအဲပေတွေပါတွေကိုယ်တိုင်တိုင်ပြီးတော့ဟိုမိုးကအရောက်ပို့ခဲ့ပါတော့နော်အဲတချို့ကြတော့ တချို့ဒုက္ခတဲ့စကားကြတော့ဆူလာလို့တော့ဗျာလူကအများပြီးတော့မိရမရှိတဲ့အခါကျမှောက်နေမဲမဲဖြစ်နေတော့ဟိုအများအလာတဲ့နေရာတွေပါလေလိုအပ်တဲ့နေရာတွေမှာဘယ်လိုလဲဆူလာတွေလိုက်တတ်တယ်နော်အထူးသဖြင့်တော့တို့ကမိုးကာရယ်ချက်နောင်ရယ်ဟိုရိတ်ခါရယ်လိုအပ်ကြပါတယ်ရိတ်ခါဆိုတော့အချောက်အရှမ်းပါနော်ဟိုသမင်းဘူးတို့ရေတန့်တို့ကတော့ဘယ်ဌာနဖြစ်ဖြစ်ပေါ်ကြပါတယ် ါပေမဲ့ရေရှည်စားမဲ့အစားအစာတို့ကျန်းမာရေးနဲ့ရည်ရွယ်တဲ့အခင်းတို့နောက်ခြံအောင်တို့ရတဲ့လူတိုင်းရှိကြတယ်အဲအဲ့ဒါတွေဥစဉ်တော့အဓိကထားပြီးတော့လုပ်တာနော်နောက်တစ်ခုကတော့ဒုက္ခဆယ်တွေကဥစဉ်တို့လူနေမှန်းသိတဲ့အခါကျတော့တန်ဃာရောလူရောလာပြီးတော့အကူအညီတောင်းကြပါလေအဲအကူအညီတောင်းတာဥစဉ်တစ်ခါထပ်ပြီးတော့တကယ်လိုအပ်တာဟုတ်မဟုတ်စုံစမ်းပါလေအဲစုံစမ်းပြီးလို့ဆိုရင်တော့ဥစဉ်တကယ်ထောက်ပံ့ပါလေနော်ကို့မှာမရှိဘူးဆိုရင်ဝယ်ပြီးတော့ထောက်ပံ့တာပေါ့ဟိုတနေ့ကမိုးကထောက်ပံ့တာဆိုဥစဉ် တိမ်ပေါင်း154သိန်းနဲ့3000ကျော်ခါအဲ့ဒါမိုးကထောက်ပတ်လာတော့နော်အခုလဲဦးစင်းတီကိုသူရောက်နေတဲ့တခါကဒါသူတို့ဒုက္ခရဲ့စကားမှာလိုအပ်နေတာလေလာပြီးတော့အခုညတောင်းလာတယ်နော်အဲအားလုံးပဲဒီမှာတွေ့ကြတဲ့နေထားတော့ဝီရသူကနေပြီးတော့သူတို့ကုညီတို့လှူဒန်းခဲ့တဲ့အရာတွေပြောတာပေါ့နော်ဒီလိုပါပဲဘောမပေါင်းကလည်းကုစုကုညီတွေကနုပညာရှင်တွေဖြစ်ဖြစ်သူတွေဖြစ်ဖြစ်အကုန်လုံးကတော့ကုညီတွေကကုညီရမှာပါဟောရဲဆိုတော့ပြည်သူတွေကတော်တော်လေးကိုမှငလင်းနေတော့ဒုက္ခရောက်ရတာဖြစ်တဲ့အတွက်ကုညီတာဟာအပြစ်မဟုတ်ပါဘူး ဒါပေမဲ့ဒီလိုကူညီရတာဘာကြောင့်ငါတို့ကူညီရလဲဆိုတာကိုမသိဘဲနဲ့ဒီလိုကူညီရတာကိုဂုံယူနေတယ်ငါတို့ကကူညီနေတဲ့သူတွေငါတို့ဟာတကယ်လူကောင်းနေလို့ထင်နေတယ်ဆိုတော့မင်းတို့မှားသွားပြီ။